ဘဝမှာဝေးချဖို့သင်ငန်းစာအသစ်တွေလေ့လာဖို့လုပ်ငန်းသစ်ဆောက်ဖို့စတဲ့ရည်မှန်းချက်တွေပန်းနိုင်နေချမှတ်ခဲ့ဖို့ကြပါသလားဒီလိုရည်မှန်းချက်ထားထားတဲ့အရာတွေတကဘယ်နှခုကရောအောင်မြင်ပြီးဘယ်နှခုကကြာဆုံးသွားဖို့ပါလဲသင်ကရည်မှန်းချက်တွေချလိုက်မအောင်မြင်မဲကြာဆုံးနိုင်ဖြစ်နေတယ်ဆိုရင်တော့ဒီနေ့မိုက်တွေကနေမျှဝေပေးမယ်ရည်မှန်းချက်တွေကို smart ဖြစ်အောင်ဘယ်လိုချမှတ်ရမလဲဆိုတာကသင်အတွက်အထောက်အကူဖြစ်စေမှာပါ smart goal ဆိုတာကပါလဲ SMART ဆိုတာကတော့ specific, measurable, achievable, realistic နဲ့ time bound တို့ရဲ့အစစကလုံးတွေကို ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။ဒါဆိုတခုချင်းစီရဲ့အကြောင်းကိုဆက်ပြီးတော့လေ့လာကြည့်အောင်။ SMART ရဲ့ပထမအဦးဆုံးကတော့ specific တိကျမှုပါ။ရည်မှန်းချက်တစ်ခုကိုချရမှာဆိုရင်သင်ချမှတ်လိုက်တဲ့ရည်မှန်းချက်ကရှင်းလင်းပြီးတိကျနေဖို့လိုအပ်ပါတယ်။ငါကျမ်းမာအောင်နေမယ်လို့တွေးမဲ့အစာ ျမ်းမာတယ်ဆိုတာသင်အတွက်ဘလို့အဓိပ္ပာယ်လဲဆိုတာတေချာသိအောင်လုပ်သင်ပါတယ်ဝိတ်ချချင်တာလားပုံမှန်လေးချိန်ငန်းလုပ်ချင်တာလားအစားအသောက်ကို ကျမ်းမာရေးနဲ့ညီညွတ်အောင်လုပ်ချင်တာလားဆိုတာမျိုးပေါ့ဒုတိယမြောက်စကားလုံးကတော့ measurable ပါသင်မှာရည်မှန်းချက်တစ်ခုရှိပြီဆိုရင်ကိုကဒီရည်မှန်းချက်ကိုဘယ်ရလက်အထိထွက်အောင်လုပ်ချင်တာလဲဆိုပြီးတိုင်းတာနိုင်ဖို့လိုအပ်ပါတယ် ဥပမာငါပတ်စံစုကျင်တယ်လို့ပြောမယ်စားငါ၃လအတွင်းစေသိမ်းရအောင်စုမယ်ဆိုပြီးချမှတ်တာမျိုးကတင့်ကိုလည်းပို့ပြီးတက်ကြွလာစေတယ်လို့တင့်ညီမန်းချက်ပြည့်မပြည့်ကိုလည်းအလွယ်တကူတိုင်းတာနိုင်စီမှာပါတတိယမြောက်စကလုံးဖြစ်တဲ့ A ကတော့ achievable ပဲဖြစ်ပါတယ်ဒီချက်နဲ့ပတ်သက်ပြီးမှတ်ထားဖို့လိုတဲ့တစ်ချက်ကတော့အကယ်၍တင်ကရင်မှန်းချက်တစ်ခုကိုချမှတ်တော့မယ်ဆိုရင်ကိုလုံနိုင်တဲ့ပမာဏကိုပဲချမှတ်ဖို့လိုအပ်ပါတယ်နော် ဥပမာသင်ကတလကိုလစာ3သိန်းဝန်းကျင်ရနေတဲ့အချိန်မှာနောက်3လအတွင်းသိန်းတစ်ထောင်ရကျင်နေဆိုတာမျိုးကမဖြစ်နိုင်တဲ့ goal တစ်ခုပဲဖြစ်ပါတယ်။အဲ့အစားနောက်3လအတွင်းလစာ3သိန်းတိုးရမယ်ဆိုတာမျိုးကပိုပြီးဖြစ်နိုင်ပါတယ်။ဇလုံးထားမြန်စကလုံးအားကတော့ realistic ပါ။သင်ချမှတ်လိုက်တဲ့ goal တစ်ခုက လက်တွေ့ဆန်ဖို့လိုပါတယ်။လက်တွေ့မကျတဲ့ရည်မှန်းချက်တစ်ခုကအောင်မြင်နိုင်ဖို့ခက်ခဲပါလိမ့်မယ်။ စမတ်ကုံမတ်တက်ရဲ့နောက်ဆုံးစကားလုံးကတော့တိုင်းပေါင်းဆိုတဲ့အချိန်အပိုင်းခြားသတ်မှတ်ထားခြင်းပဲဖြစ်ပါတယ်။ငါတစ်ချိန်ချိန်မှာချမ်းသာခြင်းနေဆိုတာထက်နောက်6နှစ်မှာတိမ့်တသောပိုင်ရမယ်ဆိုတဲ့ရည်မှန်းချက်မျိုးကတင့်ကိုပို့ပြီးဆရာထက်တန်စေပါလိမ့်မယ်။ဒီလောက်ဆိုရင်တော့အားလုံးပဲ smart ဆိုတာပါလေသိရှိသွားကြလောက်ပြီလို့ထင်ပါတယ်เนาะဒါဆို smart ဖြစ်တဲ့ကိုယ်ကြီးချမှတ်ဖို့ဘာလို့အရေးကြီးတာလဲပထမအောင်ဆုံးအနေနဲ့ကတော့တင့်ရဲ့ရည်မှန်းချက်တွေကို smart ဖြစ်အောင်ချမှတ်ထားတဲ့အတွက် ရည်မှန်းချက်တွေပြည့်မီဖို့ဘယ်အချိန်မှာမလုပ်ရမလဲဆိုတာရှင်းရှင်းလင်းလင်းသိလာမှာပဲဖြစ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့တိကျတဲ့ရည်မှန်းချက်နဲ့အချိန်တွေကိုသတ်မှတ်ထားတာကတင်းရဲ့ goal စီကိုပို့ပြီးအာရုံဆိုင်ရအလွယ်ကူစေမှာပါ smart goal ဖြစ်အောင်ဘယ်လိုချမှတ်ရမလဲဆိုတာကိုမိုက်တေကနေဥပမာလေးတစ်ခုနဲ့အားလုံးမြင်အောင်ပြောပြပေးပါမယ်နော် လူတယောက်ကအကုတ်ကုတ်ကိုပို့ပြီးကျမ်းမာအောင်လုပ်ချင်တယ်ဆိုပါစို့ဒါဆိုဒါကို smart goal အဖြစ်ဘယ်လိုချမှတ်ကြမလဲပို့ပြီးကျမ်းမာအောင်လုပ်ချင်တယ်ဆိုတာတဲ့တပတ်ကို gym 3ရက်သွားမယ်တစ်ရက်ကို45မိနစ် gym ဆော့မယ်ဒါကိုတစ်နှစ်တိတိမပြတ်မကွက်လုပ်မယ်ဆိုတာက ပို့ပြီး smart ဖြစ်စေမှာပါဒါဆိုရင်တော့ပုံမှန် goal နဲ့ smart goal ကြားကရည်မှန်းချက်ကွာခြားချက်တွေကိုမြင်သွားကြပြီလို့ထင်ပါတယ်နော်မိုက်တေရဲ့ audience ရောကိုယ့်ရဲ့ goals တွေကို smart ဖြစ်အောင်ချမှတ်ချင်ကြပါသလား ီလိုချမှတ်ခြင်းတဲ့သူလေးတွေအတွက် mic တွေကနေ smart 6ချမှတ်လို့ရတဲ့ template လေးကိုဒီ video လေးရဲ့ description အောက်မှာဖော်ပြပေးထားတာမို့အဲ့ဒီ template လေးကိုအသုံးပြုပြီး smart ဖြစ်တဲ့ goals လေးတွေကိုချမှတ်လိုက်တော့နော်ဒီ video လေးကသင်အတွက်အကျိုးရှိစေတယ်ဆိုရင် mic တွေ youtube channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော် this is mic တွေ and see you soon